คริปโตတခုကဘယ်ချိန်မှစီးကြမလဲဘယ်ချိန်မှစီးတက်မလဲကိုမဖြစ်ခင်မှာကြိုပြီးရောခမန်းလို့ရတဲ့နည်းလမ်းရှိပါတယ်အဲ့ဒါကတော့ RSI မှာဒီဗီဒီယိုမှာက RSI ဆိုတာကပါလဲပြီးတော့ Trading View ဆိုတဲ့ application ကိုသုံးပြီးတော့ RSI ကိုဘယ်လိုကြည့်မလဲနဲ့ crypto trader တွေက RSI ကိုသုံးပြီးတော့ဘယ်လိုမျိုး trade နေကြလဲဆိုတဲ့အကြောင်းအရာတွေကိုဖျက်ပြပေးတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုက crypto trading အကြောင်းကိုခုမှသိတာနေတဲ့ beginner တွေအတွက်အများကြီးအကျိုးရှိမယ်လို့အားမခံပါရယ် ဆိုတော့ဗီဒီယိုလေးကိုစလိုက်တာပေါ့ပထမဦးဆုံး RSI ဆိုတာကဘာကိုပြောတာလဲဆိုလို့ရှိရင် crypto coin တစ်ခုကလူအရန်ဝယ်နှုန်းအားကြီးနေတာလားလူတွေအရန်ရောင်းနှုန်းအားကြီးနေတာလားဆိုတာကိုပြောပြပေးပါတယ်လူတွေအရန်ဝယ်နှုန်းနေတဲ့အချိန်ကို overbought လို့ခေါ်ပါတယ်အဲ့လိုအချိန်တွေမှာကဒီလိုဖြစ်ပြီးမကြခင်မှာဈေးကထိုးကြသွားတတ်ပါတယ် ဒါကိုဥပမာပေးရမယ်ဆိုလို့ရှိရင်ပိတ်ခွာရင်စီကဒေါ်လာတသိန်းတန်းကိုရောက်သွားတဲ့အချိန်မှသူတွေကအများကြီးဝင်ပြီးတော့ဝယ်ကြတယ်။ဒါပေမဲ့မကြခင်မှာပဲဈေးကပြန်ပြီးတော့ကျသွားတယ်။ဆိုတော့ point တစ်ခုက overbought ဖြစ်နေပြီဆိုလို့ရှိရင်မကြခင်မှာဈေးကျနိုင်ခြေရှိပါတယ်။ အဲ့ဒီလိုမျိုးပဲ oversold သူတွေအရင်ရှောင်းလုံးအာကြည့်နေတယ်ဆိုလို့ရှိရင်လည်းမကြခင်မှာဈေးပြန်တက်နိုင်ခြင်းရှိပါတယ်။အဲ့ဒါကဘလို့အခြေအနေမျိုးလဲဆိုလို့ရှိရင် crypto market ကြီးတစ်ခုလုံးနေရဲပြီးတော့သူတွေအကောင်လုံးရှောင်းနေကြတဲ့အချိန်မှာမကြခင်မှာပဲဈေးတွေပြန်တက်လေးရှိပါတယ်။အဲ့ဒီလိုမျိုးဖြစ်တာမျိုးပေါ့ oversold ဖြစ်ပြီးတော့မကြခင်မှာဈေးကန်တက်တဲ့လို့ပြောတာဖြစ်ပါတယ်။ဆိုတော့ကိုကဘယ်အချိန်မှ overbought ဖြစ်နေပြီလဲ၊ဘယ်အချိန်မှ oversold ဖြစ်နေပြီလဲဆိုတာကိုကြိုပြီးတော့ကြည့်နိုင်တဲ့ solution ရင် crypto coin တစ်ခုကဘယ်အချိန်မှဈေးတက်မှာလဲ၊ဘယ်အချိန်မှဈေးကျမှာလဲကိုကြိုပြီးတော့ခန့်မှန်းနိုင်တာ ਨੇ အတူတူပါပဲ။ ဆိုတော့ဒါက ISI ဆိုတာကဘာလဲနဲ့ဘာကိုပြောနိုင်တာလဲဆိုတာပဲဖြစ်ပါတယ်။ဆိုတော့အခုက Trading View Application ကိုသုံးပြီးတော့ ISI ကိုဘယ်လိုမျိုးထည့်ပြီးတော့ကြည့်ရမလဲဆိုတာကိုဆက်ပြီးတော့ပြပြသွားမှာဖြစ်ပါတယ်။ မပြောပြမှာ trading view ကိုမသိသေးတဲ့ beginner တွေအတွက်ကိုနည်းနည်းလေးရှင်းပြခြင်းပါတယ် trading view ဆိုတာက crypto coin အပါအဝင် stock day forest day စသီးတွေကိုအချိန်နဲ့တစ်ပြေးညီကြည့်တိုင်းပြီးတော့ technical analysis လုပ်နိုင်တဲ့ application တစ်ခုဖြစ်ပါတယ် crypto trader အားလုံးနှီးပါးကလည်းဒီ application ကိုသုံးပြီးတော့ crypto trade တွေကိုလုပ်နေကြတာဖြစ်ပါတယ် ပြီးတော့ဒီ application က free ရပါသေးတယ် download လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ Android မှာဆိုလို့ရှိရင် Play Store iOS မှာဆိုလို့ရှိရင်တော့ App Store မှာသွားပြီးတော့ download လုပ်နိုင်ပါတယ်ဒီဗီဒီယိုမှာ trading view ကိုသုံးပြီးတော့ ISI ကိုလုံနည်းကိုပြောပြပေးသားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကတခါတည်းလိုက်လို့ကြည့်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့နားလည်ပြီးတော့လုတ်တက်သွားမှာပါဆိုတော့ trading view application မရှိသေးဘူးဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုခဏရပ်ပြီးတော့သွားတောင်းလိုက်ပါ โอเคအခုတော့ application လေးကိုလည်း down ပြီးတော့ပြီလို့ထင်ပါတယ်ဒါကတော့ trading view application တဲ့ကိုဆက်ဆက်ဝင်ကျမမြင်ရမယ် home page ဖြစ်ပါတယ်အခုက video မှာတိကျလေးညီရအောင်လို့ download အနေထားနဲ့လည်းမဟုတ်ဘဲနဲ့အလျားလိုက်အနေထားလောက်ထားရခဲ့တဲ့တော်ကြောင့်မလို့ကိုကဝင်လိုက်မယ်ဆိုလို့ရှိရင်လည်းအကောင်လုံးဒီလိုမျိုးပဲအတူတူပဲဖြစ်နေမှာဖြစ်ပါတယ် preview မှာကိုကြိုက်တဲ့ coin ကိုရှာဖို့တော့ဆိုလို့ရှိရင်ဒီအလဲက explore ဆိုတာဒီတဲ့ကိုဝင်လိုက်ပါမယ်။ပြီးတော့လို့ရှိရင်ညာဘက်တောင်းက man blue တဲ့ကိုဝင်ပြီးရောဒီ search bar မှာကိုလိုချင်တာကိုရိုက်ပြီးရရှာလိုက်ပါ။ဒီမှာတော့ big coin ကိုရှာမှဖြစ်တဲ့အတွက်ကြောင့်မလို့ BTC လို့ရိုက်ရှာလိုက်ပါမယ်။ပြီးတော့လို့ရှိရင်တော့ဒီမှာ Bitcoin နဲ့အများကြီးကြာလာတာတွေ့ရပါလိမ့်မယ်။ဘယ်တစ်ခုကိုရွေးရမှာလဲဆိုတော့ဒီညာဘက်နားလေးမှာ Binance ဆိုတာလေးပေါ်နေတာကိုရွေးရမှာဖြစ်ပါတယ်။ဒါလေးကိုနှိပ်လိုက်မယ်။ နေပြီးတော့လို့ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ဒီညာဘက်တောင်းက၄ရောင်းခွက်လေးတဲကိုဝင်လိုက်မယ်။ဒါဆိုလို့ရှိရင်တော့ Bitcoin chat တစ်ခုကပေါ်လာပြီပဲဖြစ်ပါတယ်။အခုမှစပြီးဝင်နေသူဆိုလို့ရှိရင်တော့ဒီနာကအပြာရောင်မြင်းချောင်းနဲ့နှစ်ချောင်းကပါမှာမဟုတ်ပါဘူး။ဒါက trend line အတွက်ကိုဆွဲပြပေးထားတာဖြစ်ပါတယ်။ trend line ဆိုတာကလည်းအခုပြောနေတဲ့ RSI လိုပဲ crypto coin ရဲ့ဈေးကိုခန့်မှန်းတဲ့နေရာမှာအများကြီးအသုံးဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ video ကိုမကြည့်ရသေးဘူးဆိုလို့ရှိရင်လည်းသွားကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ โอเคအခုကတော့ RSI ကိုဘယ်လိုမျိုးဆွဲရမလဲဆိုတော့ကိုစပြီးတော့ပြောပါမယ်။ Video ခင်မှာဒီလိုမျိုး technical analysis တွေလုပ်တဲ့နေရာမှာအရေးကြီးတဲ့အကြောင်းတစ်ခုကိုပြောပြပါမယ်။အဲ့ဒါကကြတော့ time frame ပါ။ဒီလိုမျိုး statistic တစ်ခုချင်းစီက ကြာတဲ့အချိန်တစ်ခုစီရှိပါတယ်ဒီမှာဆိုလို့ရှိရင်တော့ 1D ကိုတွေ့ရမှာပါ 1D ဆိုတာ 1D ကိုကြာဖြစ်တဲ့တခြားမလို့ deaconistic တခြားစီကအစဉ်တည်းကိုကိုစားပြုပါတယ်ကိုကကို trading လုပ်မဲ့ပုံမူတည်ပြီးတော့တင်ဒေါ်ရရွေးရတာဖြစ်တဲ့တခြားမလို့ 1D time frame ကိုမကြိုက်ဘူး ကိုက time frame ကိုပြောင်းချင်တယ်ဆိုလို့ရှိရင်ဒီ 1T ဆိုတဲ့နေရာလေးကိုနှိပ်ပြီးပြောင်းလို့ရပါတယ်။ဒီမှာဆိုလို့ရှိရင်တစ်စက္ကန့်ကနေပြီးတော့အများဆုံး12လတစ်နှစ်လောက်အထိကိုစိတ်ချိုင်ပြောင်းပြီးတော့ကြည့်လို့ရပါတယ်။ဒီမှာတော့ 1T time frame ကိုပဲထားမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြန်ပြီးတော့ထွက်လိုက်ပါမယ်။ Trading view မှာ screen ကိုချုပ်ငါချဲတာလောက်တာကလည်းပုံမှန် တပ်ပုံလေးဗီဒီယိုလေးကိုဆုံးချဲတာခြုံတာနဲ့အတူတူပဲလက်လေးနှချောင်းနဲ့ပဲလှုပ်လိုက်အောင်ပါပဲအတူတူပဲပေါ့နော်ဆိုတော့ဒီမှာကိုချီတို့အစဉ်ပြေလာမယ့်နေအထားလေးကိုပြောင်းလိုက်ပါမယ်ပြီးသားလို့ရှင်တော့ RSI ကိုစားပြီးတော့ထင်ပါပြီ RSI ကိုထဲဖို့အတွက်ဒီအောင်လာလေးမှာခဲတဲ့ပုံစံလေးကိုမြင်ပါပါအဲဟာလေးကိုမဟုတ်ဘဲနဲ့သူ့ရဲ့ဘီကပုံလေးကိုဝင်ရမှာဖြစ်ပါတယ်။တခြားလေးပြင်ကြည့်ထားမယ်ဆိုလို့ရှိရင် indicator ဆိုပြီးပေါ်ပါလိမ့်မယ်။အဲဒီတွေကိုဝင်ရမှာပါ။ ဝင်လိုက်ပြီဆိုလို့ရှိရင်အပေါ်က search bar လေးမှာ RSI ဆိုပြီးတော့ရှာကြည့်ပါမယ်။ဒါဆိုလို့ရှိရင်အပေါ်ဆုံးမှာ relatives twin index ဆိုပြီးတော့တွေ့ရမှာပါ။ဒါက RSI ရဲ့အရှိကောက်ဖြစ်ပါတယ်။ဒါလေးကိုတစ်ချက်နှိပ်ပြီးရွှေ့လိုက်ပါ။ဒီလိုမျိုးအပြာရောင်ဘာတန်းလေးဖြစ်ပါတယ်ဆိုလို့ရှိရင်ဒါကရွှေ့ပြီးတော့ပါပြီ။တကယ်လို့ကိုကမသိပဲနဲ့နှစ်ချက်သုံးချက်လောက်ဆက်ပြီးတော့နှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီနောက်က chat ပေါ်မှာ RSI နေအများကြီးဖြစ်သွားမှာပါ free version ဆိုလို့ရှိရင်တော့နှစ်ခုတည်းပို့ပြီးရွေးခွင့်မပေးဘူးရွေးလိုက်တယ်ဆိုလို့ရှိရင်တော့ premium ဝယ်ဖို့ဆိုပြီး message ကြတာပါလိမ့်မယ်ဆိုတော့ဒီမှာတော့ account နှိပ်လိုက်ပြီဆိုတော့အနောက်ကိုပြန်ချိမယ်ဆိုလို့ရှိရင် RSI ဘာရန်ကနှစ်ခုတော့ဖြစ်နေပါလိမ့်မယ်နှစ်ခုမလိုဘူးတစ်ခုပဲလိုရာဖြစ်တဲ့အတွက်ကြောင့်မလိုတစ်ခုကိုဖြတ်ပါမယ်ကျဖို့ကလည်းလိုလိုလေးပါပဲဒီ RSI တခုကိုနှိပ်ပြီးတော့ပေါ်လာတဲ့ဘာနဲ့လေးမှာအမိုက်ပုံးလေးကိုရွှေ့လိုက်တာနဲ့ကေဖာပါလိမ့်မယ်ဒါဆိုလို့ရှိရင်တော့ RSI တခုရဲ့ဂျန်ကင်းမှာပါ ဆိုတော့အခု RSI ကိုဘယ်လိုမျိုးထည့်ရမလဲဆိုတာလည်းပြောပြပေးပြီဆိုတော့ RSI ကိုဘယ်လိုမျိုးကြည့်ရမလဲဆိုတာကိုဆက်ပြီးတော့ပြောပြပါမယ် RSI ကိုကြည့်ဖို့တော့ကအရန်ကိုလွှဲတယ်အရန်ကိုယူရှင်းပါတယ်တိထားရမှာကကနန်းလေးနှလုံးမရှိပါတယ်အဲ့ဒါကတော့80နဲ့30ဖြစ်ပါတယ်ဆိုတော့ဒီကနန်းလေးနှလုံးကိုသုံးပြီးရောဘယ်လိုမျိုး overboard နဲ့ oversold ကိုချိရမလဲဆိုတာကိုဆက်ပြီးတော့ပြောပြပါမယ်ဒီမှာ RSI မှာဆိုလို့ရှိရင်ဒီအရန်ပါတယ် ဘာဒန်လေးရှိပါမယ်အပေါ်အဆုံးသက်ဘာဒန်လေးက90ပါအောက်အဆုံးသက်ဘာဒန်လေးကတော့30ဖြစ်ပါတယ်စကရင်ကိုကြကြလေးဖိကြည့်လိုက်တယ်ဆိုလို့ရှိရင်ဒီဘက်ဘေးမှာအမဲရောင်လေးတွေ့ရလိမ့်မယ်ပေါ့နော်ဒီအပေါ်နားလေးကိုသွားကြည့်မယ်ဆိုရင်ဒါ90ဒီအောင်နာလေးကိုတားကြည့်မယ်ဆိုလို့ရှိရင်တော့30တွေ့ရမှာပါ။ဒါပေမဲ့အဲ့လိုဖိကြည့်စရာတော့မလိုပါဘူး။ဒီအပေါ်ဘာရန်ဆို90ဒီအောက်ဘာရန်ဆိုလို့ရှိရင်30လို့မှတ်ထားလိုက်ရင်ရပါပြီ။ အာဒီလိုမျိုးယူရီယက်ကြီးပေါ်ပေါ်လာတာက free version တုံးနေရဖြစ်တဲ့အတွက်ကြောင့်မလို့ကြောင့်ညတက်တာပေါ့နော်ဒါဆိုလို့ရှိရင်လည်းမမဖြစ်ပါဘူးဝယ်စရာမလိုဘူး free version နဲ့လည်းအဆင်ပြေပါတယ်ဆိုတော့ဒီဘေးကအမားတွေကိုနှိပ်ပြထွက်လိုက်မယ်ပေါ့နော် okay ဆိုတော့80 30ကပါလေပြော်ပင်နာမှာရှိလဲဆိုတာလည်းထိတွားပြီဆိုတော့80 30ကိုချိန်ပြီးတော့ overboard နဲ့ overshoot ကိုဘယ်လိုမျိုးပြောရမလဲဆိုတာကိုပြပြမှာဖြစ်ပါတယ် ဆိုခုနကစခရင်ကိုဖိပြီးတော့ဒီအမေဖားရန်လေးပေါ်အောင်လောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုဒီဘက်ကိုဘေးကိုရွှေ့ကြည့်နေတယ်ဆိုရင်ရွှေ့လို့မရတာတွေ့ရပါလိမ့်မယ်အနာဇလို့ရှင်လည်းဘာမှမဖြစ်ပါဘူးစခရင်ကိုနောက်တစ်ချက်ထပ်ပြီးတော့နှိပ်လိုက်ကနေအဲ့ဒါတင်ကြောက်တော့ပါလိမ့်မယ်ကြောက်တော့ပြီဆိုလို့ရှင်ဘယ်ညာပြန်ပြီးတော့ပြောင်းလို့ရပါပြီဆိုတော့ RSI ကို overboard ဖြစ်နေရကိုဘယ်လိုမျိုးချိန်မလဲပေါ့နော်ဆိုတော့ overboard ဖြစ်နေရကိုချိန်ဖို့တွဲဒီနောက်နားလေးကိုနည်းနည်းလေးဆွဲလိုက်မယ်ဒီမှာ90နင်းချောင်းအပေါ်ကိုဒီအောက်က မင်းချောင်းလေးကကြော်ထွက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီအောက်ကမင်းချောင်းလေးကဇီးနှုံကြရတဲ့အင်းချောင်းဖြစ်ပါတယ်။ဆိုတော့ဇီးနှုံက80အထက်ကိုရောက်သွားပြီဆိုပါနဲ့မကြခင်မှာပြန်ပြီးရောကြာတတ်ပါတယ်။ခုနကပြောခဲ့သလိုပဲ overbought ထိနေပြီဆိုလို့ရှိရင်မကြခင်မှာဇီးတွေကန်ကြာတတ်ပါတယ်။ဒါကိုကြည့်နေတယ်ဆိုလို့ရှိရင်ဒီနားလေးမှာဆိုလို့ရှိရင်80အထက်ကို နက်နက်လေးကြော်သွားတာနဲ့ပြန်ပြီးတော့ကြာတာတွေ့ရမှာပါပြီးတော့နောက်ထပ်ဒီနာလေးမှာ80အထက်ကိုကြော်သွားတာနဲ့ပြန်ပြီးတော့ကြာတယ်ဒါပေမဲ့ဒီမှာကနက်နက်လေး trend line ကရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တန်းပြီးတော့မကြဘူးဒါပေမဲ့80ကြော်ပြီးတော့ပြန်ပြီးတော့ဒီနာလေးမှာထပ်ပြီးတော့ကြာသွားတာကိုတွေ့ရမှာဖြစ်ပါတယ် အာဖုနာက trend line ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မကြဘူးလို့ပြောရတာကဒီမှာပေါ့နော်ဒီမှာအပေါ်မှာကြည့်မယ်ဆိုလို့ရှိရင်ဒီမှာညီကြောင်လေးကအပေါ်ကိုတက်နေတဲ့မင်းကြောင်လေးရှိလိမ့်မယ်ဒါက trend line video ကိုကြည့်ပြီးသားဆိုလို့ရှိရင်တော့နားလည်မှာပါဒါက app trend ဖြစ်နေရဈေးနှုန်းမှာအတက်ဘက်ကိုပဲစက်တိုက်သွားနေတဲ့ဈေးနှုန်းဖြစ်နေဆိုပြီးတော့ပြနေတဲ့အတွက်ကြောင့်မို့လို့ဒီ RSI က80ကိုကျော်သွားပြီမဲ့လေချက်ချင်းကြီးဒီနောက်ကလိုမျိုးပြန်မကြပါဘူးဆိုတော့ဒါက တီ90ဆိုရင်ပါဒန်နေကြောင်းလေးပုံကိုစီနှုံးပြမြင်ကြောင်းကကြော်သွားပြီးတော့ overboard ဖြစ်နေတဲ့အခြေအနေဖြစ်ပြီးတော့မကြခင်မှာပဲဈေးကန်ကြတဲ့အခြေအနေကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတော့ overboard ဖြစ်နေတဲ့အခြေအနေကိုကြည့်ရနေပါဆိုတော့ oversold ဖြစ်တာကိုဘယ်လိုကြည့်မလဲဆိုတော့ ရှင်းသားလေးကိုတစ်ချက်ပြန်သွားလိုက်မယ်ဒီမှာဆိုလို့ရှိရင်30ဆိုရင်ဘာရလီအောက်ကိုငင်းချောင်းကကျသွားတာကို တွေ့ရမှာဖြစ်ပါတယ်ဆိုတော့မကြခင်မှာဒူပါစီကန်တက်ပါတယ်ပြီးတော့ရင်တောက်လျှောက်ဘေးစီကအတက်ဘက်ကိုတက်သွားတယ်ဒီမှာဆိုလို့ရှိရင်80ဘာရထက်ကိုကျော်သွားတယ်ပြီးတော့ရင်ပြန်မြော့ကျတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီဆုံးနေမင်းချောင်းသားလေးကတော့အခုလောလောဆယ်ဖြစ်နေတဲ့မင်းချောင်းဖြစ်ပါတယ် ထပ်ပြီးတော့ကဖန်လိုချင်တဲ့ထပ်ပြီးတော့ဒီ oversoul ကိုချစ်တဲ့နဲ့ဆိုလို့ရှိရင်ဒီနောက်သားလေးမှရှိပါတယ်ဒီမှာ30အောက်ရောက်ပါတယ်ပြန်ပြီးတော့တက်တဲ့30နားရောက်ပါတယ်ပြန်ပြီးတော့တက်တဲ့ဘေး30အောက်ရောက်ပါတယ်ပြန်ပြီးတော့တက်တဲ့တွေ့ရမှာဖြစ်ပါတယ် Okay ဆိုတော့အခု RSI ကိုသုံးပြီးတော့ဘယ်ချိန်မှ overbought ဖြစ်လဲဘယ်ချိန်မှ oversoul ဖြစ်လဲဆိုတာကိုချိန်တက်သွားလိမ့်မယ်လို့မျှော်နေပါတယ်ဒါပေမဲ့ဒီနီးမှာနည်းနည်းလေးအားနိုင်ချက်ရှိပါတယ်အဲ့ဒါကအချိန်အကြာကြီးစောင့်ရတာဖြစ်ပါတယ် ဒီမှာဆိုလို့ရှိရင်80အထက်ရောက်သွားပြီးရောဈေးပြန်ကြတယ်အချိန် overbought ဖြစ်တဲ့အချိန်နဲ့ဒီမှာ oversold ဖြစ်တဲ့အချိန်နဲ့ဆိုလို့ရှိရင်ဈာမှာဒီမှာဆိုလို့ရှိရင်ဒါ November 2024လောက်ကဒါဘာလို့ဒီနာကနေပြီးတော့ဒီမှာဆိုလို့ရှိရင် February 2025လောက်ထိဆိုတော့ဈာမှာလာရီအများကြီးခတ်သွားတယ်ကိုက trading လုပ်နေတဲ့အချိန်ကြီးကမဆောင်ကျင်တဲ့ trader ဆိုလို့ရှိရင်ဒီလောက်အချိန်ကြီးအများကြီးကနည်းနည်းတော့အာသွားရပြင်းဖို့ကောင်းတယ်ပေါ့နော် ဆိုတော့ဒီလိုမျိုး90ကျော်သွားမှ30အောင်ရောက်သွားမှ trade win ဆိုပြီးတော့မဆောင်ချင်ဘူးတခြားလေးတဲမှာပဲ trade လို့ရတဲ့နီလမရှိဘူးလားပေါ့နော်အချိန်တိုင်းမဆောင်ချင်ဘူးဖလို့အရှင်ရယ်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့ကိုပြောပြပေးပါမယ်အဲ့ဒါကတော့ video အစမှာပြောခဲ့တဲ့ trade ရတွေက ISI ကိုတုံးပြီးတော့ဘယ်လိုမျိုး trade နေကြလဲဆိုတော့ pro tips တဲမှာပါပါတယ်အဲ့ဒါကို RSI divergent လို့ခေါ်ပါတယ် RSI divergence ဆိုတာကဘယ်လိုမျိုးလဲဆိုလို့ရှိရင်တကယ်အပေါ်ကဒီဈေးနှုန်းသွားနေတဲ့လမ်းကြောင်းပေါ့နော်ဒီ candlestick တွေကတကယ်အခင်မှာဈေးနှုန်းသွားနေတဲ့လမ်းကြောင်းဖြစ်ပါတယ်ဒီ RSI ကငင်းကြောင်းလေးကခုနကပြောခဲ့တဲ့ဒါဈေးနှုန်းကြရတဲ့ငင်းကြောင်း to be made တဲ့ဒါပေမဲ့သူကဈေးနှုန်းကိုအတိအကျဆိုတာထက် data ရပုံမူတည်ပြီးတော့ပြနေတဲ့မင်းကြောင်းဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဘလို့အပေါ်က candlestick မင်းကြောင်းနဲ့တထေရတဲ့တူမနေပါဘူး အဲ့လိုမျိုးပဲသူတို့တူမနေတဲ့နေရာကိုရှာနိုင်နေဆိုလို့ရှိရင်ဈေးနှုန်းအပြောင်းအလဲဖြစ်မှာကိုခံမနိုင်ပါတယ်။ဆိုတော့ထိကြည့်ရပေါ့။ဆိုတော့ခုမကဒီနေရာလေးပဲဒီ90ကျော်သွားတဲ့နေရာလေးပဲကြည့်မယ်ဆိုလို့ရှိရင်ထောက်ချင်ရဲ့ဒီအပေါ်ထောင်နဲ့အမဲအောင်ပါရလေးရှိမှာပေါ့နော်။ဒါကဒီရောက်နေတဲ့နေရာဒီမှာဒီနေရာမှာဆိုလို့ရှိရင်လေဒီအောက်ကမြင်းကြောင်လေးရောက်နေတဲ့နေရာကအပေါ်ကကနက်စတစ်မြင်းကြောင်ရောက်နေတဲ့နေရာနဲ့အချိန်လေးအတူတူပဲဈေးလေးအတူတူပဲကိုပြရဖြစ်ပါတယ်။ ဒီအပေါ်နေကြောင်းလေးမှာရှိမယ်ဆိုလို့ရှိရင်ဒီတောက်လျှောက်ကြီးဒီတောက်လျှောက်ကြီးဒီ November ကနေပြီးတော့ဒီ December လောက်အထိကိုတောက်လျှောက်ကြီး up trend ရှိနေတယ်ဇင်းတို့မှာတက်နေရပေါ့နော်ဒါပေမဲ့ဒီအောက်ကိုကြည့်လိုက်ပါဒီအောက်ကမြင်းကြောင်းမှာကကြတော့ဒီ light တက်တာကတလားလောက်ပဲ တလားလာပဲတလားဒီမလာပဲလိုက်တက်တယ်ပြီးတော့လို့ရှိရင်ဒီအောက်ကိုဆင်းသွားတည်အောင်ပါလိမ့်မယ်ဒီအပေါ်မှာမင်းเจ้าကဒီလိုဖြစ်နေရဆိုပေမဲ့ဒီအောက်ကမင်းเจ้าကတော့ဒီလိုမျိုးဖြစ်နေရအောက်ကပြန်ကြနေဒါကအပေါ်သွားနေဒါကအောက်ကသွားနေဆိုတော့သူကမစုံသောလမ်းနေဖြစ်နေပြီသူတို့နှစ်ယောက်ရဲ့လမ်းကြောင်းဥတီယာကမတူတော့ဘူးဒါဆိုလို့ရှိရင်တော့ RSI divergent today လို့ပြောပါရဲ့ ဒါကိုနောက်တစ်မျိုးအနေနဲ့ bearish divergence လို့လည်းခေါ်ရဲမကြောက်ခင်မှာ up trend ကနေပြီးတော့ down trend ပြောင်းနိုင်တယ်ဆိုရယ် signal ဖြစ်ပါတယ်သို့အကြွေကိုအထရိတ်မဲ့ဆိုလို့ရှိရင်ဒီလိုမျိုး diversion ဖြစ်သွားတဲ့နေရာလေးမှာနည်းနည်းလေးတတိထားတဲ့မှာပဲဖြစ်လို့လေဆိုတော့ uptrend ဖြစ်နေရဲ့ uptrend ဖြစ်နေရဲ့ဆိုပြီးတော့မျောပြီးပါသွားလို့ဒီ RSI diversion ဖြစ်နေတာကိုတတိမထားမိဘူးဆိုလို့ရှိရင် Trump ကယုံကြည်ချက်ကြောင်းပိုင်းကိုခံရမှာဖြစ်တဲ့တကြောင်မလို့ပါဆိုတော့အခု Paris diversion အကြောင်းကိုသိသွားပြီဆိုတော့ Polish diversion အကြောင်းကိုဇက်ပြုတ်ပြပြပါမယ်။ဒီနေရာလေးကိုပဲပြလာပါမယ်။ဒီနေရာမှာဆိုလို့ရှိရင်လေဒီမှာအပေါ်က trend line ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါ down trend ဖြစ်နေတာဈေးကအကြဘက်ကိုပဲသွားနေတဲ့ down trend ဖြစ်နေတာပေါ့เนาะဒါပေမဲ့ဒီအောက်ကမြင်ကြောင်းလေးကိုကြည့်လိုက်ပါအောက်ဆုံးနေရာကနေပြီးတော့ဒီတူအပေါ်က ဒီကြီးဇင်းရင်နှောင်းဒေါင်ထရန်ဖြစ်နေရဲ့နောက်ဆုံးနေရာလောက်ဖြစ်ကိုဆက်ကြည့်မယ်ဆိုလို့ရှိရင်သူ့လိုမျိုးအောက်ဆိုင်နေရဲ့မင်းကြောင့်မဟုတ်ဘဲနဲ့အဖော်ကိုတွားနေရဲ့မင်းကြောင့်ကိုတွေ့ရမှာဖြစ်ပါတယ်။ဆိုတော့ဒီနေရာမှာလည်းအဖော်ကတကယ်ဇင်းနှောင်းကိုပြရတဲ့ Canon Stick တင်းနဲ့ဒီအောက်က ISI ရဲ့ဇင်းနှောင်းပြမင်းကြောင့်ကလာရမတူရော့ပြန်နာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါဆိုလို့ရှိရင်လည်းဒူဝတ်ဒေါင်းထရမ်ကနေပြီးတော့အပ်ထရန်ကိုပြောင်းတော့မင်းဆိုတဲ့အခြေအနေကို signal ပြနေတာဖြစ်ပါတယ်။ဆိုတော့ကိုကဒေါင်းထရန်ကြီးလာနေရဆိုလို့ရှိရင်ဘယ်အချိန်မှဒေါင်းထရန်ဟာပြီးကနေပြီလဲဆိုတော့ကိုခံမှန်းချင်တယ်ဆိုလို့ရှိရင်ဒီလိုမျိုး RSI divergent တွေကိုကြည့်ပါ။ဒီနေရာမှာ RSI divergent ကို bullish divergent လို့ခေါ်ပါတယ်။ဒေါင်းထရန်ကနေပြီးတော့အပ်ထရန်ကိုပြောင်းနိုင်ခြေရှိတဲ့ signal တစ်ခုဖြစ်ပါတယ်။ ဆိုတော့ဒီလောက်ဆိုလို့ရှိရင်တော့ RSI ဆိုတာကဘာလဲ RSI ကို Trading View Application နဲ့မှ Table ရဘလိုမျိုးကြည့်ရမလဲね Pro Trader တွေက RSI ကိုပုံပြီးရဘလိုမျိုး Trade နေကြလဲဆိုတော့ကိုပြီးတော့လေးမယ်လို့ညွှန်လဲပါတယ်ဒီ Video ကိုကြည့်ပြီးတော့နားမလည်တာရှိရဲဆိုလို့ရှိရင်ね Telegram Group မှာလာပြီးရမေးလို့ရပါတယ် အကယ်၍ဒီဗီဒီယိုကိုကြည့်ပြီးလို့ကို trading လုပ်တဲ့နေရာမှာအကျိုးတစုံတရားရသွားရဆိုလို့ရှိရင်လည်းဗီဒီယိုလေးကို like လုပ်ပြီးရော channel လေးကို subscribe လုပ်ခဲ့ပြီးပါလို့တောင်းဆိုချင်ပါတယ်။ပြီးတော့ဒီလိုမျိုး crypto နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာချင်တဲ့ဆိုလို့ရှိရင် crypto maker channel ကို like and subscribe လုပ်ထားပြီးရောဘယ်သူကိုရိုင်းတရားမေးချင်တဲ့ဆိုလို့ရှိရင်တော့ crypto maker telegram group ကို join ပြီးတော့မေးလို့ရပါတယ်။ finance account မရှိသေးဘူးဆိုလို့ရှိရင်လည်းဒါမှမဟုတ် finance account မဟုတ်ဘဲနဲ့ trading fees 20% discount ကို live train ရမယ့်အပြင် community member ဒေတန် give away တွေကိုရနိုင်တဲ့ finance account ကိုအခုကြားရတဲ့ crypto maker referral code ကိုသုံးပြီးဖွင့်ထားလို့ရပါတယ်နောက်ဆုံး disclaimer အနေနဲ့ပြောချင်တာကတော့ crypto maker knowledge sharing လုပ်ပြတာဖြစ်ပြီးတော့ financial advice ပေးနေရမှာမဟုတ်ပါဘူး။ဒီနေ့ view လေးကတော့တလပါပဲ။ crypto maker နောက် video မှာပြန်တွေ့ရပါပေါ့။